Hi 皆さんこんばんは。ねです。私でねまろ and for me no no Nihongo grammar さおえအကန်၄၆ကိုဆက်ပြီးတော့ sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်။အတကြီးကိုအခုဆိုလို့ရှိရင်တဖြည်းဖြည်း နောက်ထပ်ပြီးဖို့ရတဲ့လေးခန်းမင်းကျမတော်ရရှင်ဒီလေးခန်းပြီးသွားပြီဆိုလို့ရှင်တော့အတရှိ envoy ပညာတော်နာအားလုံးပြီးဆုံးပါပြီပြီးသွားတဲ့လူရဲ့အနေနဲ့ကဗာဒီစက်ကြည့်ရအောင်ပါလေဆိုလို့ရှင်တော့ GPT အတွက်ပြီးခဲ့တဲ့12လပိုင်းတော့ကပြင်ပေးထားတဲ့ဗီဒီယိုတွေအများကြီးရှိပါတယ် grammar တွေကိုတီးတန့်တီးတန့်အကန့်စီတွေနဲ့အတရှိ group တွေခွဲပြီးတော့လုပ်ပေးထားတဲ့ဟာဒီ grammar အချုပ်တွေ particle အချုပ်တွေ star ပုံစံဖြည့်နည်းတွေ region ထဲမှာမသိတဲ့ခန်းကြီးတွေပါလာရင်ဘယ်လိုလုပ်မယ်ကစားပေါ့နော်ခေးတွေပြန်ချုပ်ပေးထားတာတွေရှိပါတယ်အဲ့ဒီချုပ်ပေးထားတဲ့ video တွေကိုလည်း what is she at the player list ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ် JRPG ဆိုတဲ့ထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင် N4 နဲ့ပတ်သက်တဲ့ဒီ player list ထဲမှာပဲဖြစ်ဖြစ်ရှိပါတယ်အဲ့ဒီ video file တွေကိုသွားကြည့်ပါလို့ what is she ကဒီအနေတခါလေးမှာကြားချင်ပါတယ်ရှင်ခေတ္တဆိုလို့ရှင်တော့ ဒီရေးရဲ့ channel ကတင်တယ်များ video တိုင်းလေးကိုလွတ်မသွားခြင်းမို့ဆိုရင်လည်း channel လေးကို subscribe လေးလုပ် notification လေး on ထားခဲ့လို့ရပါတယ်ရှင်မြန်မာနိုင်ငံကဆိုရင်လည်း VPN လေးခန့်ချပေးဖို့တော့တောင်းဆိုပါရစေနော်ကဲဒါဆိုရင်ဒီနေ့ရဲ့ grammar pattern ကိုစပြီးတော့လေ့လာကြမယ်နော်အခန်းလေး၆၆တဲ့အခန်းလေး၆၆မှာဆိုတော့ဒီကျိုးအဓိက main pattern ၃ခုရှိတယ်ဗောနော်အဲ့ဒီ main pattern ၃ခုတွေကမှတို့ခိုးရုံမှာ၃ခုလေးခွဲသွားတော့ဒီကျိုးအမှတ်စရာ၅ချောင်းရှိမယ်အဲ့တော့ တိုခိုးလိုဆိုတဲ့အခြေအနေလေးရလည်းမှတ်ရလွယ်ပါတယ်။ရှင်းမသုံးတဲ့ buff ဒီပေါ်မှာမူတည်ပြီးတော့ဝတ္တရှိတို့ကဘာသာပြန်တာမတူဘူး။အထာလေးရလည်းမှတ်ဖို့လွယ်တယ်။ဒီမှာဆိုရင် bad dictionary found တိုခိုးလိုဆိုတဲ့စကားလေး bad dictionary found ဒီတခုခုကိုမဖြစ်သေးဘူး။မဖြစ်သေးခင်မှာပြောတာမလို့ bad dictionary found တိုခိုးလိုတဲ့ဆိုရင် bad တော့မလို့အခုမှစပြီးတော့လောက်တော့မလို့ဥပမာအခုမှထမင်းစားမလို့အခုမှရေချိုးမလို့အခုမှ TV ကြည့်မလို့အခုမှ ဖုန်းပြောမလို့ စသဖြင့်ကွယ်အဲ့လိုမျိုး အခုမှလောက်ပြီလားလို့ပြောရင်မလောက်သေးဘူးအခုမှလောက်တော့မလို့ဆိုတဲ့အခြေအနေမျိုးတွေကိုပြောချင်တဲ့အခါမှာ bad dictionary found to ko lo desk ကိုသုံးပါတယ်ဒီမှာဆိုရင်ခုတ်ဒီခါရအခုကစပြီးတော့မင်းနာတဲ့အာလုံးနဲ့ရှုပ်ခွကြီးစုရုတို့ ko lo desk ထမင်းစားတော့မလို့စားပြီလားမစားသေးဘူးเนาะလောက်တော့မလို့ဆိုတဲ့ အခြေအနေမျိုးကိုပြောခြင်းတဲ့အခါမှာ dictionary form တူခုလိုလေးကိုသုံးပါလိမ့်ရှင်။နောက်တစ်ခုက bad day အီလူတူခုလိုဒါလေးပဲစဉ်းစားကြည့်အောင်။ day အီလူဆိုမှတော့လုံနေတာဖြစ်နေတာလက်ရှိဖြစ်နေတဲ့လုံနေတဲ့ကိစ္စတွေကိုပြောခြင်း bad day အီလူဆိုတာ and fight ခဏရတင်ခဲ့ရတယ်။အဲ့တော့ bad day အီလူတူခုလိုဆိုမှတော့လုံနေတော့ဘတ်နေတော့ဥပမာထမင်းစားနေတော့ရေချိုးနေတော့ဟဲ့နေမလာသေးဘူးလားငါအလှပြင်နေတော့ငါအခုထမင်းစားနေတော့ ကားစီးနေတော့စသဖြင့်တခုခုကိုလုံနေတော့ဆိုတဲ့အခြေအနေကိုပြောချင်တဲ့အခါမှာ bad day ဤသို့ tokuro das ကိုပြောသုံးပါတယ်။ rombo kaite ဤသို့ tokuro das စာတန်းကိုရေးနေတော့မရှိသေးတာ။မပီသေးဘူးလှုပ်လက်စာရေးလက်စာအလိုမျိုးအခြေအနေမျိုးကိုပြောတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ bad tokuro das တဆုံမှာတော့ပြီးသွားပြီလေ။အဲ့ဒီပြီးသွားတာနဲ့ tokuro နဲ့ပေါင်းလိုက်တဲ့အခါမှာ bad bika sa လို့ဘာသာပြန်ပါတယ်။ bad bika sa အခုလေးတင်မှာပြီးသွားတဲ့ကိစ္စရက်တွေကိုပြောတယ်။နီးကတဲ့အချိန်မှာပြောတယ်။ဟိုတရှိကဒါလေးကိုဘက်ကတွေနည်းနည်းတွေ့ပြောချင်ပါတယ်။ဘက်တာဘက်ကတွေ desk ကလည်းဘက်ပြီးခါစားပဲ။ဘက်တာတူခုလို desk ကလည်းဘက်ပြီးခါစားပဲ ဘာကွာလဲလို့ပြောလို့ရှိရင်တိုခိုးတို့ desk ကလုံးဝနီနီကက်ကက်အခုလေးတင်မိနစ်နည်းနည်းလေးပဲကြာသေးတဲ့အခြေအနေမျိုးတွေကိုပြောချင်တိုခိုးတို့ desk ကိုတုံးပြီးတော့တနားီနှစ်နာရီကနေစပြီးတော့လပိုင်းလောက်ထိကြာသွားတဲ့ဟာမျိုးတွေဆိုရင်ဘက်ကရီ desk ကိုတုံးတယ်ဥပမာထင်တာမြင်တာရှိတာကိုဝတ္တရှိပြပြရရင်အခုမှထမင်းစပြီးကစား အခုလေးတင်ထမင်းစားပြီးခါစားတိတ်မကြသေးဘူးမိနစ်20လောက်ပဲရှိသေးတာဆိုရင်တော့မဝတ်သက်ရှိတော့ငါကမှထမင်းစားပြီးခါစားရှိသေးတယ်ဘာကြီးကိုတင်းနေရပဲအခုမှပြန်ရောက်ခါစားရှိသေးတယ်ဟာလာလွယ်ဤဒီဘာရီတောင်မချွတ်ရသေးဘူးအဲ့ဒီဘာရီတောင်မသိမ်းရသေးဘူးစသဖြင့်အဲ့လိုမျိုးအခြေအနေမျိုးတွေကွာ ဘာခါရီကကြာနည်းနည်းလေးကြာသွားပြီဥပမာလူနှစ်ယောက်လက်ထက်ထားတယ်တလားလောက်ကြာသွားရင်လေအာပူပူနွေးနွေးလက်ထက်ပြီးကစားလို့လေတုံးတယ်လीနောက်တစ်ခုဝတ်သက်ရှိတော့ဂျိုက်ကခုတွေကနေပြီးတော့စွစွကြောဖြစ်သွားတဲ့အခြေအနေမျိုးတွေဆိုလို့ရှင်လေတလားလောက်ကြာသွားလေအဲသူကခုမှဘွေးရပြီးကစားရှိသေးတယ်နှစ်တည်းမကြာသေးဘူးလားတွေအများကြီးမကြာသေးဘူးဆိုလို့ရှင် ဲ့လိုမျိုးဆိုရင်လည်းဝတ္ထရှိတို့ကဖက်ပြီးခါစားလို့သုံးတယ်လေ။ "तू ကလေအခုမှလက်ချက်ပြီးခါစား၊ तू ကအခုမှဘွေးရပြီးခါစား၊ तू ကအခုမှဂျပန်ပြန်ဂျပန်နေပြန်ရောက်ခါစားပဲရှိသေးတာ။အဲ့လိုမျိုးအခြေအနေတွေကွာ။အဲ့လိုမျိုးအခြေအနေတွေနည်းနည်းလေးပိုကြတဲ့အခြေအနေတွေဆိုရင်ဘက်ကရီဒက်စ်ကိုသုံးပြီးတော့လုံးဝနီးနီးကက်ကက်အခြေအနေမျိုးဆိုရင်တူခရိုဒက်စ်လေးကိုသုံးပါမယ်။ မရှိရင်နောက်ထပ်အောက်မှာထပ်ရှင်းပြမယ်အတဝတရက်ဒီမှာ relay နဲ့ဖတ်ပြမယ်ဥချီဟဲခတ်ခဲတဲ့ခိတာတကူရဒက်စ်အိမ်ပြန်ရောက်ခါစားပဲရှိသေးတာသူဖုန်းဆက်လိုက်တာငါခုမှအိမ်ပြန်ရောက်ခါစားပဲရှိသေးတာငါခုမှကုမ္ပဏီရောက်ခါစားပဲရှိသေးတာအာဆက်တပြေအဲ့လိုမျိုးဘတ်တာဘကာရီဒက်စ်ကကြတော့ဘက်ပြီကစားဒီမှာဆိုရင်ကြည့်ကြည့်မယ် what to send what sangeso kekkon shita bakari desu wato san ga sangeso sangeso so ro pi kere la ga ma let chat pi ga sa pi kere la so ra di yet di a pin so ne ne li cha twa bi li no a ra cha mlo di ma wate shi ya the shin pya tha de beta to khu ro ga akhu le de ma phit khe da akhu lo lo lat lat ga le de phit khe da myo beta bakari so yin ma cha de khin အခုလေးတွေနဲ့မကြသေးခင်နဲ့မတူပါဘူး။နောက်တစ်ခါကအချိန်အပြည့်မှတ်ချင်နေဆိုလို့ရှိရင်ဝတ္တရှိကိုစမ်းစေးတွေပြောခဲ့တာကတော့ better to kuro di မိနစ်20အခုသူပြီးသွားတဲ့အချိန်ကနေမိနစ်20 30အတွင်းအချိန်နေဆိုရင်တိုခိုးလိုလေးကိုသုံးပြီးတော့မိနစ်30ကနေ6လအတော့အတွင်းဆိုရင်ဘက်ကလေးကိုသုံးလို့ရပါတယ်လို့တော့ဝတ္တရှိတို့မှတ်ခဲ့ရပူပါတယ်။ဒါကတော့ဒါချင်းချက်ထပ်မှတ်ပေးရပါတော့။နောက်တစ်ခုကထပ်ပြီးတော့စာချောင်းတွေမှာပါလာရင်ဒီလိုမျိုးလေး hints လေးနဲ့ခွဲလို့ရတယ်။စာမေးပွဲမှာတိုခိုးလိုနဲ့ဘက်ကလေးကြီးကို ိုတော့ရှင်ပြီးတော့မရွေးခိုင်းတော့ဘူးလို့တော့မျှော်လင့်တာပဲရှင်ရွေးခိုင်းရင်လေတေချာပေါက်ဒီလို hints ပေးလိုက်မယ်အဲ့လိုမှ hints မပေးဘူးဆိုရင်ကိုကစဉ်းစားရမယ်ညီကက်တဲ့နီနီကက်ကက်ဖြစ်သွားတဲ့အခြေအနေဖြစ်နိုင်လားနည်းနည်းလေးဝေးပြီးမှဖြစ်သွားတဲ့အခြေအနေဖြစ်နိုင်လားဆိုတော့ကိုကစဉ်းစားပြီးရွေးလိုက်မယ်နော်ဒီမှာဆိုရင်တာတာအီမအခုလေးနေမယ်ကောဟန်ကိုတာပဲတာတခုလို့ test ထမင်းစားပြီးကစားအဲ့တော့တာတာအီမလို့မြန်ပါလာခဲ့ရင်တေချာတဲ့တခုလို့ပဲရွေးမယ်စခိမကြသေးခင်က ခုနလေးတုန်းကစသဖြင့် နီဟွန်နီခိတာဘာကာရီတက်စ်ဒါဆိုရင်ခုနလေးုံကမဟုတ်ဘဲနဲ့မကြသေးခင်ကပြောမှာပေါ့နော်မကြသေးခင်ကမှဂျပန်ကနေပြီးတော့ပြန်ရောက်ခါစားပဲရှိသေးတာအဲ့လိုမျိုးအခြေအနေအဲ့တော့တာတာအီမဆိုလို့ရှိရင်တိုကိုရိုတုံးပြီးတော့ဆာခိဆိုလို့ရှိရင်တော့ဘာကာရီလေးကိုတုံးပါမယ်ဒီလိုမျိုးဟင့်စ်လေးတွေနဲ့လေးရွှေလို့ရပါတယ်ကဲနောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကဝတ်တရှိတို့ခန့်မဲမှာခံမန်းနာတောင်မလေးအဲ့ဒီကိုယ့်ရဲ့ခံမန်းခက်ချက်ကြီးကိုတေချာပေါက်အပိုင်လို့ပြောချင်တဲ့အခါမျိုးမှာ hazardous ကလေးကိုသုံးမယ် hazardous ဥပမာချပါတော့ကိုကလူတယောက်အကြောင်းသိတယ်တာနာခဆန်အကြောင်းသိတယ်ချိန်ထားတယ်ကွဒီနေ့မလာဘူးနောက်ကျအဲ့ကောင်လေးအိပ်ပုတ်ကြီးနာနေမှာပေါ့အိပ်ပုတ်ကြီးနာတိတ်ကြပါလေဒီချိန်မှတောင်ရောက်မလာဘူးဆိုရင်ချိန်ထားတာဆင်နာကြီးအခုချိန်ကြီးရောက်မလာသေးဘူးဆိုရင်ဟာတိတ်ကြတဲ့အကောင်အဲ့ရမထားသေးရဖြစ်လိမ့်မယ်အဲ့ရမထားသေးရတိတ်ကြတယ်အကြောင်းအရာတစ်ခုခုပေါ်မှာမူတည်ပြီးတော့ဖြစ်ဖို့တိတ်ကြတယ်လို့ခံမဲနာနောက်တစ်ခုကောင်းငင်ကြီးကလေမိုးတွေအော် မိုင်းပြီးတော့တိတ်နေထူးထက်မဲမောင်းနေရမျိုးဆိုအာမကြခင်မိုးရွာမှာတည်ကြတယ်မိုးရွာတော့မှာအဲ့လိုမျိုးအဲ့မိုးရွာမယ်ဆိုရဲကိစ္စကြီးကိုခက်မန်းတာနော်တေချာဖို့အတိအကျပြောတာမျိုးမဟုတ်ဘူးသူခက်မန်းတာဆိုပေမဲ့အဲ့တိတ်နေအောင်မိုင်းနေတဲ့အကြောင်းကိစ္စကြီးပေါ်မှာမူတည်ပြီးတော့ဒီလိုဒီလိုဖြစ်မှာတော့တေချာတယ်ဆိုပြီးခက်မန်းတာအဲ့လိုပဲခုနကတော့တနက်ခတ်ဆန်နောက်ကြရတဲ့အကြောင်းရင်းကိုသူတေချာသိလာလို့ပြောရင်မသိဘူးသူ့ရဲ့အကြောင်းကိစ္စကိုသိနေပြီးသားလူတယောက်မလို့ အဲ့လိုမျိုးနောက်တစ်ခုကပါတရှိတို့တွေဥပမာချပါတော့ကိုယ်တငယ်ချင်းတယောက်ကခီးတွားနေတာကိုတည်တယ်ဆိုပါစို့နောက်တစ်ယောက်ကသူတို့ရင်တွားချင်တယ်အာသူမရှိဘူးအိမ်မှာမရှိဘူးတည်ကြတယ်ဟာမဖြစ်နိုင်တာဟုတ်တယ်သူခီးထွက်နေတာလို့ပြောတာအဲ့ဆိုရင်တော့ခီးရနေပြတ်မရောက်သေးဘူးဆိုရင်လူမရှိတာတည်ကြတာပေါ့အဲ့လိုမျိုးအခြေအနေကြီးကွာခက်မှန်ပြောတာတော့ဟုတ်တယ်ဒါပေမဲ့အကြောင်းအရာတစ်ခုခုပေါ်မှာမူတည်ပြီးတော့ဖြစ်ဖို့တည်ကြနိုင်နေလို့ခက်မှန်ပြောချင်တဲ့အခါမှာ hazard display ကိုတုံးတယ်အဲ့တော့ခက်မှန်နေဆိုမှတော့ မဖြစ်သေးတာတွေမဖြစ်တာတွေခံမင်းတာ dictionary form 9 form adjective na adjective noun ဆိုရင်တော့ not လေးခံမင်း noun တော့ hazardous လို့တွေ့မှာပါ님 also wa ashta duruku hazardous အထုတ်ကမနေ့ဖြန်ကရောက်မှသိကြတယ်ရောက်မှသိချာလောက်တယ်သိချာလောက်တယ်လို့ပြောရင်ပုံမှန်နေပေါ့နော်အဲကြောင့် तू ပို့နေကြကွယ်ပို့နေကြဥပမာထားပါရဲဝတ္တိရိုးဒီမှာ run ရေတွေပါတယ်ဆိုလို့ရှိရင်အနည်းဆုံး3ရက်ကြာတယ်ပေါ့ကိုကတနင်္လာနေ့ကနေပို့လိုက်တယ်ဟိုတစ်ဖက်ကလူကဒီဗုဒ္ဓဟူးနေ့ကိုပြောနေဆိုရင်အာဒါဆိုလို့ရှိရင်တော့ ဒီနေရာရောက်မရောက်မနေ့ကလာရောက်မှာတော့သိချတယ်ဆက်တပြေ Ryan ရဲ့ကြာတဲ့ကာလတည်း နည်းဆုံး3ရက်ပေါ့နော်3ရက်အများဆုံးတစ်ပတ်အတွင်းဆိုတော့အာ तू ကဒီအချိန်တွေတစ်ခုပေါ်မှာ तू ပို့နေကြအချိန်တွေခုမှာမူတည်ပြီးတော့ခီးအဝေးအနည်းပေါ်မှာမူတည်ပြီးတော့ဒါဆိုရင်ဒီနေ့မရဘူးဆိုရင်တော့မနေ့ပြန်ကရောက်ဖို့တေချာလောက်တယ်လို့ပြောတာဖြစ်ပါတယ်။ तू လောက်တာမဟုတ်တဲ့ကြောင့်မလို့တေချာပေါ့လို့တော့ပြောလို့မရပါနဲ့။ခံမှန်းပြောတယ်ဆိုပေမဲ့ तू ဒီအကြောင်းအရာပေါ်မှာမူတည်ပြီးဖြစ်ဖို့တေချာနိုင်တယ်လို့ပြောချင်တဲ့ခါမှာ hazard test ကလေးကိုတုံးပါတယ်။အဲ့တော့ဒီနေ့တင်ခဲ့တဲ့ဟာကိုဝေဒီရှိကပြန်ထုတ်ပေးရင်တုတ်ခိုးလို့၃မျိုးရှိတယ်။ dictionary form တုတ်ခိုးလို့ဆိုရင်မဖြစ်သေးတာမလို့ better မလို့ ဘတ်ကျဲအီလူဆိုရင်လုံနေတော့မလို့ဘတ်နေတော့ဘတ်တာဆိုရင်ပြီးသွားတာမလို့ဘတ်ပြီးကစားအဲ့ဒါမှဘတ်ကာဒီကလည်းအတူတူပဲဘတ်တာဘတ်ကာဒီလည်းဘတ်ပြီးကစားတခိုးတို့ကအခုလေးတွေမှာနိနိကက်ကက်ဖြစ်သွားတဲ့အခြေအနေတွေမှာသုံးပြီးတော့ဘတ်ကာဒီဒက်စ်ကတော့မကြသေးခင်ကဖြစ်သွားတဲ့အခြေအနေနည်းနည်းလေးကြာသွားပြီးတဲ့အခြေအနေမျိုးတွေမှာသုံးတယ်ဟာဆိုဒက်စ်ကတော့ခံမှန်းပြောတာ အဲဒီမှာဆိုလို့ရှိရင်တတအီမဆိုရင်တခုလိုမှန်မယ်ဆခီဆိုရင်ဘကာလီမှန်မယ်လို့ထင်မယ်ဟာဆိုတက်စ်ကတော့ခံမှန်းပြောတာအကြောင်းအရာတခုခုပေါ်မှာမူတည်ပြီးတော့ဒီလိုဒီလိုဖြစ်ဖို့သေးကြတယ်လို့ပြောချင်တဲ့အခါမျိုးမှာဟာဆိုတက်စ်ကလေးကိုသုံးပါမယ်ကဲဒီလောက်ဆိုရင်တော့မနက်ဆန်တို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဟောတရှိစကားပြောတာအမားရိပါတာကြီးဆိုရင်လည်းစိတ်စိတ်လေးနဲ့နားလည်ပြီးကြည့်ပြချဖို့မျှော်လင့်ပါတယ်ဂျာမနက်ဆန်အော်စကာရဲ့ဆမတေးစတာမာတာနေဘိုင်ဘိုင်အိုယာစမီ